ငလင်းလောက်ခန့်ချိန်မှာမူကျိုကလေး၃ရောက်ကိုအသက်နယ်ရှင်ကကာကွယ်သွားခဲ့တဲ့ကျောင်းဆယ်မျိုးကမူကျိုဆရာမ MCL ပြည်သက်များအလုံးမေမင်္ဂလာပါရှင်ပြည်သက်များရှင်ကျောင်းဆယ်မျိုးကလည်းငလင်းတန်းကိုခံလိုက်ရတာဖြစ်ပြီးတမျိုးလုံးမှာမူကျိုကျောင်းတစ်ကျောင်းသာအတော်လေးကိုအထိနာသွားခဲ့ရတာဖြစ်ပါတယ် Bright Gate မူကျိုကျောင်းကနှစ်ထပ်ဆောင်ဖြစ်ပြီးငလင်းကျောင်းမူတစ်ကျောင်းလုံးကပြိုကျပျက်စီးသွားခဲ့ပါတယ်ငလင်းဖြစ်ပြီးပြီးကျမလည်းကျောင်းဆယ်မျိုးကမူကျိုကျောင်းကဆိုရှယ်မီဒီယာမှာလူပြောအများဆုံးဖြစ်နေခဲ့တာပါမူကျိုကျောင်းမှာလေးနှစ်ဝန်းကျင်ရွယ်ကလေးတွေ ာများနေခဲ့တာဖြစ်ပါတယ်။ဒါအပြင်ကလေးတွေနေခင်းအိမ်နေတဲ့အချိန်ဖြစ်တာမို့ဆုံရွာတဲ့အဖြစ်ကြီးနဲ့ရင်ဆိုင်လိုက်ရတာပေါ့။ငလင်းလုတ်ပြီးပြီးချင်းမှာကြောင်စင်ကမူညိုကြောင်ကလေးတွေအကုန်လုံးလွတ်သွားတယ်လို့သာသတင်းတွေကလည်းထွက်နေခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းမှာတော့ကလေးတချို့သာပြင်းလွတ်ခဲ့တာပေါ့။ကလေးတွေနဲ့ဆရာမတွေကပြိုကျတဲ့အစာအုပ်တွေမှာပိတ်မိနေခဲ့တာဖြစ်ပါတယ်။အပေါ်ထက်မှာရှင်ရဲ့ကလေးတွေကလွတ်ကင်းခဲ့ပေမဲ့အောက်ထက်မှာရှင်ရဲ့ကလေးတွေကအိမ်နေရင်းနဲ့ပြင်ကြကအသက်မဲ့သွားခဲ့ရတာပေါ့။မူညိုကြောင်မှာကြောင်သားဦးရေ90ရှိနေခဲ့တာပါ။ပြိုကျတဲ့အချိန်မှာကလေး းစနေရကိုအသက်ရှင်လျက်ချက်ချင်းဆိုသလိုကဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ကလေး၁၄ရောက်နေဆီယာမနှစ်ယောက်ကတော့ပြိုကျနေတယ်မှာပိတ်မိပြီးကွယ်လွန်သွားခဲ့ရပါတယ်။ဒါအပြင်ကွယ်လွန်သွားတဲ့ဆီယာမတစ်ယောက်ကကလေး၃ယောက်အတွက်အသက်ပေးသွားခဲ့တာပါ။မူဂျိုเจ้าမှာအသက်၃နှစ်နေကလေးရွယ်ကများတဲ့အတွက်ကလေးတွေကလည်းလွတ်အောင်မပြေးတတ်ပါဘူး။ကွယ်လွန်သွားခဲ့တဲ့ဆီယာမကမူဂျိုဆီယာမတစ်ယောက်အနေနဲ့ မတိတက်နားမလည်သေးတဲ့ကလင်မီပေါ်အသက်ပင်းကစောင့်ရှောက်ပြီးသွားတာပါငလင်းလှုပ်ခတ်တဲ့အချိန်မှာဆီယာမကအပေါ်ဆုံးထက်မှရှိနေခဲ့တာပါတစ်ခုလုံးပြိုကျသွားတဲ့အချိန်မှာဆီယာမကထုတ်တန်းတွေအောက်မှရှိနေခဲ့တာပါအပြင်ကနေကြည့်တဲ့အချိန်မှာမျက်လုံးလောက်သာမြင်ရတဲ့အပေါက်တစ်ခုသာရှိတာပါအဆိုပါအပေါက်ကနေဆီယာမကိုအရင်ဆုံးတွေ့မြင်ခဲ့ရတာပါဆီယာမကိုသာမြင်တွေ့ရတာမို့ကဲစင်ဤတွေကအစဉ်ပြေရန်လားလို့မေးပါတယ်ဆီယာမကလည်းအစဉ်ပြေကြောင်းအသိပေးခဲ့ပါတယ်အထဲကိုတေချာချောင်းကြည့်လိုက်တဲ့အချိန်မှာဆီယာမမျက်နှာမှာတန်ရာတွေရနေတာပါဒါအပြင်ဆီယာမရဲ့ရှင် ်ခွင့်အောက်မှာကလေး၃ယောက်ကရှိနေကြတာပါ ဆီယာမကကလေး300ကိုရှင်ခွင်ထဲမှာပိတ်ထားပြီးအပေါ်ကနေသူမခန္ဓာကိုယ်နဲ့မထိခိုက်မိအောင်မိုးထားပေးတာဖြစ်ပါတယ်။ကင်ဆယ်ရေးတွေကကယ်ဖို့လုပ်တဲ့အချိန်မှာဆီယာမကသူမကိုအရှင်ဆုံးကယ်ပေးဖို့မပြောပါဘူး။မျက်နှာမှာဒဏ်ရာတွေများနေပြီးမြဲသူမကအဆင်ပြေတာမလို့ကလေး300ကိုသာအရင်ဆုံးကယ်တင်ပေးဖို့တောင်းဆိုတာပါ။သူမရဲ့တောင်းဆိုချက်ကြောင့်ကင်ဆယ်ရေးတွေကကလေး300ကိုအရင်ဆုံးကယ်ဖို့အပေါက်တိတိနဲ့ခက်ခက်ခက်ခဲဖောက်ကာကယ်ခဲ့ရတာပါ။ကလေး300ကိုကယ်တဲ့အချိန်ကတနိုင်ကျော်ကြာကြာခဲ့ပါတယ်။ကလေး300ကိုကယ်နေတော့ဆီယာမကိုအောက်ဆီဂျင်တွေလည်းပေးနေခဲ့ပါတယ်။ ဲကလေးတွေကိုကယ်ပြီးလို့ဆီယာမအတွက်အပေါက်ဖောင်နေချိန်မှာဆီယာမကစကားပြန်မပြောတော့ပါဘူးကလေးတွေလွတ်ပြီးမြောက်ပြီးဆိုတဲ့စိတ်နဲ့ဆီယာမကဆိတ်လျှော့လိုက်ကအသက်ပါမဲ့သွားခဲ့ပါတယ်ဆီယာမရှင်ဝင်ထဲမှာရှိနေတဲ့ကလေး၃ယောက်ကဘာထိခိုက်မှုမှမရှိနေခဲ့ပါဘူးဆီယာမကတော့မုံမြတ်တဲ့စိတ်ထားနဲ့ကလေး၃ယောက်အတွက်အသက်ပြီးလို့သွားခဲ့တာဖြစ်ပါတယ်ငလင်းလုံချိန်မှာမူကျိုကလေး၃ယောက်ကိုအသက်နဲ့ရှင်ကကာကွယ်သွားခဲ့တဲ့ကြောက်စင်မျိုးကမူကျိုဆီယာမရဲ့ပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများ යි တင်ပါ mais, hein?